အောက်တိုဘာ19ရက်နေ့ကပြင်သစ်နိုင်ငံပါရီမြို့တော်ရဲ့ကဘာကျော်လူးပြတိုက်ကြီးမှာရဲတင်လာတဲ့ဖောက်ထွင်းမှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။ဒီဖြစ်စဉ်မှာတကူးတွေကပြင်သစ်ရဲ့တန်ဖိုးမဖြတ်နိုင်တဲ့နန်းစင်ယတနာတွေကိုခိုးယူသွားခဲ့ကြတာပါ။ဒီကိစ္စမှာမတမာသူတွေရဲ့လုပ်ရက်ကအရန်ပြည်ကြီးသေးသက်တယ်လို့အကျန်းဖက်တိုက်ခိုက်တာမျိုးတွေလည်းတခုမှမပါခဲ့ဘူးလို့ရဲတွေပြောပါတယ်။တကူးတွေကဒေသစံတော်ချိန်မနက်9:00နာရီခွဲလောက်လင်းလင်းရှင်းရှင်းအချိန်မှာဆောက်လုပ်ရေးအလုပ်သမားတွေပုံစံမျိုးနဲ့ရောက်လာခဲ့ကြတာပါ။ အရေးအတွက်3-4ယောက်လောက်ရှိတဲ့အဲ့ဒီအဖွဲ့ကပြရတဲ့စိမ်းမြစ်ပတ်အချမ်းပရင်းပေါက်တစ်ခုကိုခွဲပြီးဝင်ရောက်ခဲ့ပါတယ်။သူတို့ကယူလာတဲ့ကရိယာတစားပလာတွေကိုသုံးပြီးလုံချုံရေးဝန်ထမ်းတွေကိုချိန်ချောက်ခဲ့တဲ့နောက်နန်းစင်ရတနာပစ္စည်း6မျိုးကိုခိုးယူထွက်ပြေးသွားတာပါ။မော်တော်ဆိုင်ကယ်တွေစီးပြီးလွတ်မြောက်သွားတဲ့တခိုးတွေကိုရဲတွေကအပူတပြင်းခြေရာကန်ရှာဖွေနေစေဖြစ်ပါတယ်။ခိုးကန်ရတဲ့ပစ္စည်းတွေရဲ့တန်ဖိုးကိုအတိအကျမသိရသေးပေမဲ့အ ਨੇ စုံယူရိုငွေတန်ပေါင်း10ကနန်းတော်တော်များများလောက်ထိရှိနိုင်ကြောင်းသတင်းတွေကဖော်ပြခဲ့ပါတယ်။ ပြည်ထောင်ဝန်ကြီး Lawrence Nunes ကတော့ဒီကိစ္စကိုစုံစမ်းဖို့ရဲတပ်ဖွဲ့ထဲမှာအထူး unit တစ်ခုချက်ချင်းဖွဲ့စည်းထားစီတယ်လို့အသိပေးထားပါတယ်ရှင်။